လယမြေအငင်းပွားမှုဖြစ်နေတဲ့လယမြေပေါ်မှာဆောက်လုပ်နေထိုင်တဲ့အိမ်နဲ့လယ်ထဲတွေဖျက်ဆီးတာမီးရှို့တာခံခဲ့ရတဲ့ပြေစာပေါက်လယ်သမားတွေကတဆတ်ရာကိုတိုက်တန်းခဲ့ပေမဲ့နှစ်လကျော်ကြာတဲ့အထိအရေးယူဆောင်ရွက်မှုမရှိသေးဘူးလို့လယ်သမားတွေကပြောဆိုလိုက်ပါတယ်။ဒီသတင်းကိုတော့ကိုရနိုင်ကပေးပို့ထားပါတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးထန်းပင်မြို့နယ်ဘောလက်ကျွန်းညမောင်းအုပ်စုပိုင်းပြေစာပေါက်လယ်ယာမြေပေါ်မှာလယ်သမားတွေစိုက်ပျိုးထားတဲ့စဘာကင်းတွေကိုစတိစတုံးကုမ္ပဏီက ဘဟိုးများနဲ့လေယာဉ်မြေများကိုတာပတ်ခြင်းစပားကင်းများကိုထွန်ဆက်များနဲ့ထွန်ရက်ဖျက်ဆီးခြင်းလက်ကမ်းများကိုဖျက်ဆီးခြင်းပြုလုပ်ခဲ့တာပါဒီကင်းပြပွားမှုကိုတက်ဆိုင်ရာကိုတိုင်ကြားခဲ့ပုံနဲ့ပတ်သက်လို့ဖျက်ဆီးခံရတဲ့လက်သမားတွေကအခုလိုပြောပြခဲ့ပါတယ်ရှေ့ရဲ့တလ2016မှာသူကဘယ်ဖိုးကြီးနဲ့လာပြီးတော့တာပတ်တယ်ကျွန်တော်တို့စိုက်ပျိုးကျဲထားတဲ့ဥစ္စာတွေကိုထွန်ဆက်နဲ့ဖျက်ဆီးတယ်ကိုယ့်ရဲ့တလ2016မှာကျွန်တော်လက်သမားတွေကြီးရဲ့အိမ်တွေပေါ့ နွားတင်းငုတ်တွေပေါ့နွားတင်းငုတ်တော့ဖြည့်စီတယ်အင်းကိုမီးရှို့တယ်ဒီမှာမီးရှို့တဲ့ပုံတွေပေါ့ဗျာနော်လက်ရှိအဲ့ဒါတွေပေါ့ကျွန်တော်အင်းမီးရှို့တော့အရင်ဆုံးကတော့မီးသက်ပေါ့မီးသက်ကိုကျွန်တော်တို့ကအကြောင်းကြားတော့တပုံမှတ်တမ်းနေသူကဒီမှာလေအကုန်လုံးလာသူသူတို့နဲ့ကျွန်တော်တို့နဲ့ရိုက်ထားတဲ့တပုံတွေပဲဒီတပုံတွေကဒါအင်းကိုမီးရှို့တဲ့တပုံတွေအဲ့သူတို့လာရိုက်တော့အဲ့တိုင်းမရှိသေးတာပြာပုံတွေရောဘာတွေရောအဲ့ဒါတွေကိုသူတို့ရိုက်ယူပြီးတော့ပြန်ပြီးတော့အဲ့မှာသူတို့ကတော့ဟိုနေ့ရှို့လိုက်ဒီနေ့ရှို့လိုက်စစ်စစ်ချက် ဒီဟိုမပြည့်စုံသေးလို့ကျွန်တော်တို့စစ်ဆေးနေပါတယ်ဘာညာနဲ့ပဲအခုချိန်ထိကျွန်တော်တရားရုံးပေါ်လာတင်တာတော့မရှိသေးဘူးပေါ့ဒီလိုဖျက်ရတာနဲ့ပတ်သက်လို့ဖြည့်ဆည်းခံခဲ့ရတဲ့လယ်သမားတွေကတော့သူတို့အတွေ့အကြုံခံစားနေရတာတွေကိုအခုလိုပြောပြပါတယ်အခုမီးရှို့မှုရောဖြည့်ဆည်းမှုရောကျွန်တော်တို့ရဲစခန်းသွားတဲ့အခါသူကရဲကအေးမပိုင်ပါဘူးလို့ပြောတယ်မိသားကနေပြီးတော့သူတို့ကိုလာပြီးတော့တင်ပြမှသူတို့ကရေးပိုင်လို့ရပါမယ်တဲ့ဆိုတော့မိသားကိုရောက်လာတဲ့ဒါရဲရေးပိုင်ရေးတရားဆွဲမှကျွန်တော်တို့ကတက်တဲ့ အထောက်ထားနဲ့ကျွန်တော်တို့လိုက်ပြီးတော့တက်တဲ့နေရာနေလိုက်ရပါမယ်ဆိုပြီးတော့ပြောတယ်ပြောတဲ့အတွက်ကျွန်တော်တို့ကတရားရုံးကို25ရက်တလ2016မှာတရားရုံးကိုဥတိုက်လျှောက်တရားရုံးကဥတိုက်လျှောက်တော့သူလက်ခံတယ်လေလက်ခံပြီးတော့ဘာမှတော့မပြောသူလက်ခံလိုက်တယ်အဲမင်းမင်းတို့ကရုံးတော့မတင်ဘူးလက်ရှိအခြေအနေကတော့တရားဥပဒေနဲ့ပတ်သက်တဲ့အခြေအနေကတော့ကျွန်တော်တို့ကြည်ရအဖွဲ့အစည်းတွေကရောဒီထမ်းနေမြို့နယ်တွေကရောပြောရမှာဆိုရင်အကုန်လုံးကကျွန်တော်တို့လေသမားဘက်မှာတော့တရားဥပဒေမရှိဘူးလို့ပြောရမှာပေါ့ ခလိုဒီဘက်မှာတော့အခုသွားတိုင်အခုအမှုဖွင့်ပေးတယ်ကျွန်တော်တို့မရှိစင်းသားလေသမားတွေသွားတိုင်လို့ကတော့ကျွန်တော်တို့မဖွင့်ပေးပါဘူးဒီကိစ္စနဲ့ပတ်သက်လို့သက်ဆိုင်ရာအစင်းစင်းကို DPP ကစုံစမ်းမေးမြန်းခဲ့ရာမြို့နယ်တရားသူကြီးကအထက်တာဝန်ရှိသူကတရားဝင်ခွင့်ပြုမှသာဖြေကြားနိုင်မယ်လို့ပြောပါတယ်မြို့နယ်ရဲစခန်းတာဝန်ရှိသူကတော့မိသက်တပ်ဖွဲ့ရဲ့မှတ်ချက်တစုံတရာမရရှိသေးတာကြောင့်အမှုတွဲမတင်နိုင်သေးပါဘူးလို့ဆိုသလို မိသားတပ်ဖွဲ့ဦးစီးအရာရှိကိုတွားရောက်မေးမြန်းခဲ့ရမှာအင်တာဗျူးပေးဖို့ညှဉ်းဆန်ခဲ့ပြီးအလွတ်တဘောပြောပြခဲ့တာကတော့မိရှုမှုနဲ့ပတ်သက်လို့အထက်အဆင့်ရဲ့အတီးပြည့်ချက်ရယူဖို့လိုအပ်တဲ့အတွက်ခရိုင်မိသားဦးစီးဌာနကို တင်ထားပါတယ်ပြန်မကြသေးပါဘူးလို့ပြောဆိုခဲ့ပါတယ်ကျွန်တော်ရန်နေပါ